လူတို့ကမကြိုက်တဲ့ဥပဒေတွေကိုပြင်နိုင်အောင်စူးစမ်းဖို့မန္တလေးတိုင်းဝန်ကြီးချုပ်ကတိုက်တွန်းလိုက်ပါတယ်။တာကတရင်ပစ်ဖို့ထားပါရရှင်။ဌာနဆိုင်ရာလုပ်ငန်းတွေရဲ့ဥပဒေကိုလူတို့ကလက်မခံရင်မလီမဆမလုပ်ပဲမကြိုက်တဲ့ဥပဒေကိုပြင်နိုင်ဖို့သာစူးစမ်းဖို့နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်တဲ့မန္တလေးတိုင်းဝန်ကြီးချုပ်တာဝန်ခံမှုနဲ့ပွင့်လင်းမြင်သာမှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲမှာပြောသွားတာပါ။ကလေးဥပဒေတရားရှင်ကိုဒီနေ့ဒီတိုင်းမှာ 会有这样子，提供影片后面就是啊，怎么了？提供了两个这样子，两个都给我说的，他追我啊，跟你同我们一起做，蛮强蛮强，那骗子一条。 ာသာဆိုင်ရာနဲ့လူလူကြမှာတာဝန်ခံတာနဲ့ပွင့်လင်းမြင်သာတဲ့အပိုင်းမှာအစည်းအတာဖြစ်စီတာကမြေယာကိစ္စတွေလမ်းအသုံးပြတာနဲ့အမှတ်ပြတာကအစပြည်သူလူထုအတွင်းအသိပညာပေးအားနေတာဌာနဆိုင်ရာအချင်းချင်းလဲပူးပေါင်းဆောင်ရွက်မှုအားနေတာဝန်ထမ်းဆွဲဆောင်ရင်ကန့်သက်ချက်တွေကြောင်းလို့လေ့လာတွေ့ရှိချက်တွေကိုဖော်ပြထားပါတယ်ဆက်ဆံဆိုင်ရင်ပတ်သက်ပြီးတော့မှဒီမှာအခက်အခဲရှိတယ်။နောက်ပြီးတော့လုပ်ပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့မှဟိုအခက်အခဲတွေဒီမှာအများကြီးရှိတယ်။အောက်ဝင်ရှိနေတယ်။ပြဿနာကိုဖြေရှင်းခိုင်းနေပြီအောက်ကဟို ူတူကဖြည့်ရှင်းခိုင်းနေပြီးရုံးလာပြီးတော့မှတိုင်နေပြီဒါပေမဲ့ကျွန်မတင်ပြပါအောင်မယ်နော်ကျွန်မဆက်ပြီးတော့မှတင်ပြပါအောင်မယ်ဆိုတဲ့ဟာကတော့လုတ်ပိုင်မှု issue ဘူးလုတ်ပိုင်မှုအပြေဝဟိုဒီရနေတဲ့ဟာကျွန်မအားကြီးသွားတယ်မှရှိတယ်ထာနာဆိုင်ရာတွေနဲ့တတော်ကိုယ်စားလှယ်တွေပူးပေါင်းဆောင်ရွက်ပြီးလူလူကိုပွင့်လင်းမြင်သာစွာချပြဖို့အစိုးရတည်တက်လာပြီးကိုလရောက်ပေမဲ့အရင်အလေးထားတွေလက်မှုနေသေးတယ်လို့ဆွေးနွေးဝတ်တက်ရောက်သူတွေကမှတ်ချက်ပြုပြောပါတယ်။ကျွန်မကတာယာပါရှင်။